ာဆနယ်ပရီးမီးယားလိချန်ပီယံဖြစ်နိုင်မဖြစ်နိုင်သုံးသပ်ခဲ့တဲ့အာဆင်ဝင်းကအာဆနယ်အသင်းကိုဆယ်စုနှစ်နှစ်ခုကြာကြာကင်တွယ်ခဲ့တဲ့ဂန္ဓဝင်နီးပြအာဆင်ဝင်းကကတော့သူ့ရဲ့အသင်းဟောင်းကဒီယာဒီမှာပရီးမီးယားလိချန်ပီယံဖြစ်နိုင်တယ်ဆိုပြီးတော့သုံးသပ်ပြောကြားခဲ့ပါတယ်။အာဆနယ်အသင်းကပရီးမီးယားလိချန်ပီယံစုကို2003-2004ရာသီကနောက်ဆုံးချိန်ရရှိခဲ့ပြီးတော့စုဖလားနဲ့ဝေးကွနေခဲ့တာကတော့ဆယ်စုနှစ်ခုကြာကြာလာခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့အာဆင်အသင်းကပြီးခဲ့တဲ့ရာသီ300ဒီဆက်တိုက်ပရီးမီးယားလိမှာဒုတိယရရှိခဲ့ပြီးတော့လက်ရှိမှာတော့ဒီယာဒီပရီးမီးယားလိမှာချန်ပီယံစုကိုရယူဖို့ တွက်ရေဘန်းအစားဆုံးအသင်းနဲ့ဖြစ်နေပါဗါးအာဆင်နယ်သင်ကပရီးမီးယားလိပွဲစဉ်ရှေ့အပြီးမှာတော့ရမှတ်16မှတ်နဲ့အမှတ်ပေးစရာထိတ်ဆုံးကနေဦးဆောင်နေခဲ့ပြီးတော့ဒုတိယနေရာကမန်စီးတီးကို3မှတ်ဖြတ်ထားသလိုလက်ရှိချန်ပီယံလစ်ဗာပူးအသင်းကိုလည်း4မှတ်ဖြတ်ထားခဲ့ပါဗါးဘင်းစပေါ်ရုပ်သံမှာရုပ်သံတင်ဆက်သူတဦးကအာဆင်နယ်အသင်းအနေနဲ့ဒီယာလီမှာပရီးမီးယားလိချန်ပီယံစုကိုစိန်ခေါ်နိုင်သလားဆိုပြီးတော့အာဆင်ဝင်းကားကိုမေးမြန်းခဲ့ပါဗါးအဲ့ဒီမေးခွန်းကိုအာဆင်ဝင်းကားကအာဆင်နယ်အသင်းကလက်ရှိမှာပရီးမီးယားလိမှာအကောင်းဆုံးလူစင်ကိုပိုင်ဆိုင်ထားသလိုဖြစ်နိုင်ပါတယ်ဆိုပြီးတော့လည်းပြောကြားခဲ့ပါဗါးအာဆင်ဝင်းကားပြောတာကတော့ ဒီအသည်မှာ Premier League Championship ကို Arsenal စိန်ခေါ်နိုင်လားဆိုတော့ yes လို့ပဲမဆိုင်မတွဖြေချင်ပါတယ်ခမည်းကနှစ်တိုင်းဒီလိုပဲပြောနေတာပဲလို့ကျွန်တော်ကိုခမည်းတို့ဒီလိုဇောရကတတ်နိုင်ပါတယ်ဒါပေမဲ့ဒီအသည်မှာ Arsenal အသင်းကအကောင်းဆုံးအင်အားဖြည့်တင်းထားသလိုပြဿနာတွေကိုဖြေရှင်းနိုင်မယ်လို့တော့ထင်ပါတယ်ပြီးခဲ့တဲ့နှစ်က Arsenal ကအရေးကြီးတဲ့အချိန်မှာ Harvest နဲ့ Saka တို့ကအတိုင်အပြဿနာတွေကြောင့်ဆုံးရှုံးခဲ့ရတယ်ဒီအသည်မှာသူတို့တန်ရာရမယ်ဆိုရင်တော့ Maruke တို့ S0 တို့ရှိပါတယ်အခု Origua တန်ရာရရတယ်ကိုမဲ့လဲ Martinelli တို့ Trossard တို့ကအကောင်းဆုံးကစားနေတယ်မဟုတ်လား ပြီးတော့ခန်းစစ်မှာလည်းအတွင်းနေရာအတွက်မော့ဂရီယာရှိတယ်ခန်းစစ်တောင်ပိုင်းမှာဆိုလို့ရှိရင်စကယ်လီရှိတယ်အခုအာဆင်နယ်အသင်းရဲ့လူစင်းကပြပြည့်စုံစုံပါပဲလီဗာပူးနဲ့ရှင်လိုက်မယ်ဆိုရင်တော့အာဆင်နယ်အသင်းရဲ့လူစင်းကအရန်ကိုပြပြည့်စုံပါတယ်ချက်စီးနဲ့လီဗာပူးဘက်ကိုကျွန်တော်ကြည့်လိုက်ရပါတယ်ဒီဘက်မှာဆိုဘတ်စ်လိုင်းကညာတောင်ပိုင်းခန်းစစ်မှာကစားပြီးတော့ဂရာဗန်ချက်ကဗဟိုခန်းစစ်မှာကစားခဲ့တာကိုတွေ့ရတယ်အာဆင်နယ်အသင်းမှာအဲ့လိုလုပ်စရာမလိုပါဘူးလို့ပြောကြားခဲ့ပါတယ် ။အာဆနယ်တဲ့ကအခုရသည်မှာပရီးမီးယားလိမ်မှာထိပ်ဆုံးမှဥဆောင်နေတယ်လို့ချန်ပီယံလိပွဲစဉ်၃ဝက်အပြီးမှာလည်းယာဂိုင်နုံမြင့်နိုင်ပွဲရရှိထားပြီးတော့ဂိုးကွာချားချတဲ့အမှတ်ပေးစရာတတိယနေရာမှာလည်းရပ်တည်နေပါတယ်။အာဆနယ်တဲ့ကပရီးမီးယားလိပွဲစဉ်၉ဖြစ်အောက်တိုဘာ26စနေနေ့မြန်မာစံတော်ချိန်၈နာရီခွဲမှာတော့ Crystal Palace အသင်းကိုအင်္ဂွင်အမ်မရိတ်မှာလက်ခံကစားရမှာဖြစ်ပါတယ်။